ဖယားတရားတန်ခါယရဏသုံးပါးကိုကိုယ်ကိုယ်စစ်ကတ်တဲ့ပုဂ္ဂိုလ်ရဲ့ခုံတဲ့င်းဟာအရက်သေးကလူတွေသိချင်မှသိမယ်သို့သောနတ်တွေကသိချင်တယ်တဲ့ပြမာတွေကသိချင်တယ်ဒါလို့ဆိုလို့နတ်ပြမာတွေရဲ့ခုံတဲ့င်းနတ်ပြမာတွေအတွင်းမှာခုံတဲ့င်းကြီးတယ်ဘာဖြစ်လို့ခုံတဲ့င်းကြီးတယ်လဲလို့ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့သုတ်တန်တစ်ခုမှာဆိုရင်စတုမာရိနတ်ဘုံဆိုတာလူပြည်နဲ့ဆက်ဆက်နေတယ် တာဝရိသနတ်ပြည်ကလည်းလူပုံနဲ့ဆက်ဆက်လူပုံနဲ့ဆက်ဆက်နေတော့လူပြည်လူပြည်ကသတင်းကိုအမြဲတမ်းသူတို့သတင်းပို့လေရှိတယ်ပေါ့လူတွေနဲ့ဆက်ဆက်နေတဲ့နတ်တွေကသတင်းပို့ကြတယ်ဘယ်မြို့ဘယ်ရွာဘယ်ရက်ကဘသူဖြစ်ဖရာတရားတန်ခါလေးစားတယ်အမ္တမကိုချင်းသီလနဲ့ပြည့်စုံတယ်လို့ဆိုတဲ့သတင်းဟာလူတွေကြားထဲမသိတောင်နတ်တွေကြားထဲမှာသွားသိနေတယ်